အားလုံးမင်္ဂလာပါ Universal Training Channel နဲ့ကြိုဆိုလိုက်ပါရစေ။ကျွန်တော်နာမည်ကကန်တာပါ။ Crypto Sector Update လေးဒီနေ့တခြားတော့လုပ်ပေးအောင်ဖြစ်ပါတယ်။မပြောခင်ဒီ episode လေးမစားခင် ကျွန်တော်ဒီမန္တလေးမှာဖြစ်နေတဲ့ငလင်တန်းကြောင့် affected ဖြစ်တဲ့လူတွေ၊စကိုင်းတိုင်းကလူတွေမြန်မာပြည်မှာရှိတဲ့ငလင်တန်းခံရတဲ့လူတွေအကုန်လုံးပေးကင်းကြပါစေ။မြန်မြန်ပြန်လဲထူထောင်နိုင်ကြပါစေ။ right? ပြီးတော့ကျွန်တော်ဘက်ကလည်းအတက်နိုင်ဆုံးကျွန်တော်ဖြစ်နိုင်တဲ့လောက်တော့ကျွန်တော်စ조사ပေးပါမယ် right okay alright ကျွန်တော်ခုနကအဲ့ဒါဗီဒီယိုလေးကြည့်လိုက်တာအဲ့ဒါနည်းနည်းစိတ်တော့မကောင်းဘူးပြ like ဒါပေမဲ့အရန်ကို like အာဘယ်လိုခေါ်မလဲ right စိတ်ကတိတ်မကောင်းအာ ကိုရီလည်းအဆင်မပြေဘူးဒါပေမဲ့ကိုရီအဆင်မပြေဘူးဆိုတာဒီမြန်မာပြည်ကလူတွေကအာတော်တော်ခံရတာဟုတ် right ကျော်လည်းနားလေအဲပို့ပြီးတော့စိတ်ပြက်မိတာကိုရီမှာကုညီနိုင်စွာတိုင်းဖြစ်နေတဲ့ဟာကြီးကိုဒီတိုင်းထိုင်ကြည့်နေသလိုဖြစ်နေ right အဲအဲ့ဒါကြောင့် yeah သိဘူးဗျ right um ဗျာအားလုံးပဲပေးကင်းကြပါစေပြန်လည်ထူထောင်နိုင်ကြပါစေပြီးတော့ကျွန်တော်ဘက်ကအတက်နိုင်ဆုံးကုညီဖို့ကျွန်တော်စူးစမ်းပါမယ် okay so တခြားလောက်ကျွန်တော်ကြည့်ကြည့်လိုက်အောင်ဒီ chart လေး chúng ta ကျွန်တော်ခုဒီမှာကြည့်နေတာ Bitcoin US dollar thì này daily này နဲ့ကြည့်နေပါတယ် right thì uh, này ở phần gì ဒီနေ့အဖွင့်ဈေးက8000 3000 3000 7300 3381အ50 day 50 day average chỉ ကကျွန်တော်ဒီ7000 2000 right? 200 day thì ကဒီ2ရက်200 average က simple moving average က7000ကို 7600ပေါ့ right death cross ကဖြစ်တော့မယ်ကျွန်တော်ဒီအောက်မှာ universal training channel channel indicator ဆိုတာကဒီ5.02%ဆိုတာကကျွန်တော်ဒီ ATR rate of change ကိုကျွန်တော်ခြားခြားပြီးလုပ်ပေးထားတာဆိုတော့သူ့ရဲ့မနေ့က ATR ပေါ့မနေ့က average true range ကဒီနေ့ကဒီနေ့ average true range ကမနေ့က average true range ထပ်ဘလောက် ို့ပြီးတော့များလဲနည်းတယ်လဲအဲ့ဒါကို normalize ဒီ percentage နဲ့ normalize လုပ်ပြီးတော့ဟောဖြစ်တာပါဗောနော် right so okay ဒို bitcoin bitcoin ကကျွန်တော်ဒီကဒီ match လာတလလုံး trade ခဲ့တဲ့ level ကကျွန်တော်ဒီ8000နဲ့မှာ3000 right 8000အခုဒီ quarter ဒီ2025 quarter 1ပြီးွားပြီ ဆိုတော့ဒီ2025 quarter 1မှာအများဆုံး trade ခဲ့တဲ့ level က9000 9000ဝယ်ပေါ့9600 600 right အခုအရင်နှစ်တစ်နှစ်လုံးအများဆုံး volume အများဆုံး trade ခဲ့တဲ့ level ကဒီ6900 level ကျွန်တော်ထင်တာကျွန်တော်ဆိုလဲဒီ6900တော့ကျွန်တော်ရအောင်ယူမယ်။ဘာဖြစ်လို့လဲ6900ကိုရအောင်စောင့်မယ်ပေါ့နော်။အဲ့ဒါလာရင်လည်းလာမယ်မလာရင်လည်းမလာဘူး။ပြောလို့မရဘူး။ right တော်တော်ပေါ်ပြန်တက်သွားရင်တော်တော်မယ်ဒါပေမဲ့ကျွန်တော်အခုစောင့်ကြည့်နေတဲ့ဒီ Bitcoin စောင့်ကြည့်နေတဲ့ level ကကျွန်တော်ဒီအရင်နှစ်ကအများဆုံး trade ခဲ့တဲ့ level ပေါ့နော်အရင်နှစ်က mean ဒီ6000 level ကိုကျွန်တော်တခြားလောက်ကြည့်နေပါတယ်အခုလက်ရှိလောလောဆယ် position ရှိသလားဆိုတော့မရှိဘူး right position ရှိလို့ကျွန်ခင်ဗျားတို့ထုတ်ပြပါမယ် right အခု live position တော့ထုတ်ပြလို့မရပါဘူးဒါပေမဲ့ခင်ဗျားတို့ဟို live position ဆိုလည်း yeah video တွေမှာ video record လုပ်ပြီးလုပ်ပြပေးပါမယ်ဒါပေမဲ့ အခုလောလောဆယ်တော့ကျွန်တော် position လောမှာမရှိပါဘူး right okay ဒါ ATR ဒီအောက်ဘက်က ATR ဒီနေ့အခုကဒီနေ့1.14%တက်နေပါတယ်မနေ့ကပါ0.22%ပြန်တက်သွားတယ်ပြီးတော့မနေ့တနေ့က chop right negative 0.30 3ညတသမ3ပေါ့ right ပြီးတော့ယနေ့မနေ့တနေ့တနေ့က negative 2 10%ကျတယ်ဆိုတော့ okay ကျွန်တော်ဒါတော့ bitcoin မှာ right bitcoin ကျွန်တော်ဒီ bitcoin futures trade နေတဲ့လူတွေဖြစ်စေ bitcoin ရိုးရိုး bitcoin နဲ့ပဲ trade နေတဲ့ဖြစ်ဖြစ်နေတဲ့လူတွေပဲဖြစ်စေပေါ့နော် right အဲ့ level ကျွန်တော်ကြည့်နေတဲ့ level တွေပေါ့နော်အခုဒီ50နဲ့ကျွန်တော်200 day ကြည့်နေတယ်ကျွန်တော် ATR ကြည့်နေတယ်ဟို ATR ကကြည်နေတယ်လို့ပြောလို့မရဘူးဒါပေမဲ့ ATR က ဒီ participation အာဒီ participation ဘယ်လောက်ရှိလဲပေါ့ right ဘာဖြစ်လို့လဲဆိုတော့ ATR နဲ့များလာလို့ရှင်ကျွန်တော်သတိထားမိတာကအဲ့လိုမျိုးတယောက်ကတယောက်က120 right တယောက်က1300ဆိုလို့ရှင်နောက်တယောက်က1400မှာ core 1400ဈေးကို core တယ်1400မဟုတ်လို့1400ဈေးကို core တယ် right အဲ့ခါကြလို့ရှင်ကျွန်တော်ဘာ ဘာကိုသတိထားမိလဲဆိုတော့ again ဒါကျွန်တော်ရဲ့ experience အရာပေါ့နော်ကျွန်တော်ကျွန်တော် experience ဟာလေးပေါ့သူ့ရဲ့ spread ကနည်းနည်းလေးပို့ပြီးတော့ပိုကြီးလာတယ် right သူ့ရဲ့ spread လေးက bit eye spread လေးကနည်းနည်းပိုကြီးလာတယ် expand ဖြစ်လာတယ် right အဲအကြောင်းမလို့ကျွန်တော်ဒီ ATR average true range ဆိုရဟာကျွန်တော်အခုအာထားထားတာပေါ့နော် in အဲ့ဒါတခုတည်းကြည့်လို့လည်းမရဘူးဒါပေမဲ့ဒီ good indication ပေါ့ participation ဒီအခုလောလောဆယ် participation ကဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုကျွန်တော်သိချင်တာပေါ့ right okay အတခြားနည်းတွေလည်းရှိပါတယ် research လုပ်ပေးပါ right ဒါကတော့ဒါပါပဲဒီ bitcoin ကတော့ကျွန်တော်အခုဒီလက်ရှိပေါက်ဈေးက8300ကျွန်တော်ကြည့်နေတဲ့ level အခုအရင်နှစ်က main 6800ကြည့်နေတယ်ပြောလို့မရဘူး maybe 6800လောက်ပြန်ကြရင်ကြရပါမယ်ဒါပေမဲ့အရင်ဟိုကကျွန်တော်အခု ကျွန်တော်တို့အခုဒီမှာကြည်နေတာကတော့ဈေးရ9000ကိုရောက်ပြီဆိုတာတော့မှလူတွေကပြန်ပြီးတော့ပြန်ဝဲတာကိုတွေ့ရတယ်ဗျာ right that means အဲ့ဒါကိုကြည်ချင်းအားဖြင့်တော့9000မှာ9000မှာအခုချိန်ကလူတွေကဝဲနေတော့မှာ9000ဆိုတဲ့ဈေးက Bitcoin တစ်ကွိုင်9000ဆိုတဲ့ဈေးကဈေးပေါ်တယ်ဆိုတဲ့စကပုံစံမျိုးပေါ့သိရမလားဈေးပေါ်တာမဟုတ်ဗျာ it's a good buy ပေါ့ right good buy ဒီ goodbye b b y e မဟုတ် b u y right goodbye ဆိုတော့အခုဝယ်လို့ကောင်းတဲ့အချိန်ပေါ့သိရမလားအဲ့ဒီအဲ့လိုပုံစံမျိုးပါ okay all right so that bitcoin mm ethereum okay ethereum မှာ death cross ဖြစ်သွားတယ်ကျွန်တော် ethereum ကိုဝယ်ဖို့လည်းစိတ်ဝင်စားသေးဘူးအခုချိန်မှာအခုဒီ ethereum ရဲ့အခုလက်ရှိလောလောဆယ် ATR အခုလက်ရှိလောလောဆယ် ATR 4.37% 4.31% participation is okay right မဆိုးဘူးအမ် again တော့ကျွန်တော် percentage နဲ့ normalize လုပ်ထားတာ right ဆိုတော့ဒီ ATR ကို percentage နဲ့ normalize လုပ်ထားတာဆိုတော့ပြီးအခု50 day average ကကျွန်တော်2229 2200 200 basically အဲကျွန်တော်200 day က 200 period 2800 basically 2849 2850 right ဒီနေ့ပေါက်စရ1850အခုလွန်ခဲ့တဲ့ပြီးခဲ့တဲ့ quarter အများဆုံး trade ခဲ့တဲ့ level ကကျွန်တော်ဒီ1800နဲ့မှ69ပြီးတော့အရင်နှစ်ကတစ်နှစ်လုံး trade ခဲ့တဲ့အများဆုံး level volume အများဆုံး level 3300ပြောလို့မရအဲ3300 level ပြန်သွားရင်လည်းသွားနိုင်တယ် Ethereum ကျွန်တော်ကြည့်နေလားဆိုတော့ Ethereum တော့ကျွန်တော်တိတ်ကြီးမ ဲ့လောက်ကြီးမကြည့်နေဘူး Ethereum ရဲ့ futures မရှိတော့ကျွန်တော်အခုလက်ရှိလောလောဆယ်သုံးနေတဲ့ broker မှာ broker Ethereum futures ကမရှိတော့ကျွန်တော် Ethereum မ trade ဖြစ်ဘူး Okay အဲ့ဒါပါပဲအခုအားဒါပါပဲ Ethereum ပြီးတော့ Solana Solana တည်တင်းဘာတည်တင်းနေရှိမလဲ ID ဟုတ်လား ျွန်တော်ဒီ Ethereum founder ဆိုတော့ဘာလားမသိဘူးအဲ Ethereum Solana long ထားတယ်အဲအဲဘာညာ quick swap IC အဲအတန်နေတော့ကြားတယ်ဒီစရာ validate လုပ်ပါ again Solana ကလည်း death cross ဖြစ်သွားတယ် February March လ12ရက်နေ့မှာကြရအခုဒီတရား quarter တစ်ခုလုံးရဲ့ဈေးက142ဒီ quarter 2025 Q1 Q1 uh, most volume trader က 2024ပြန်မျှဈေးက145.4ခွန်အခုဒီ March လတစ်လလုံးပြန်မျှဈေး volume အများဆုံး trade ခဲ့တဲ့ level 126 goodbye ဟိုလရှိလောလောဆယ် ATR rate of change ပေါ့ ATR delta ပေါ့ right delta rate of change right သူက5.09ဆိုတော့မဆိုးဘူး participation လည်းရှိတယ် can be better right ဒီထပ်ပိုကောင်းလို့နိုင်ကောင်းလို့ရသေးတယ်ဒီက mean reversion ကစားတဲ့လူတွေ mean reversion play တဲ့လူတွေဆိုလို့ရှိရင်ကောင်းတယ်ကျွန်တော်ကျွန်တော်ရှိမှာ system အဲ့လောက်ကြီးမရှိရော Solana လည်းဘာ alert မှမရသေးရောကျွန်တော်အခု loss ရတော့ဘာမှမစင်စားထားသေးဘူးအဲဒါပေမဲ့200 ရက်200ပြင်းမြစေ183.36ရက်90ပြင်းမြစေ149.33 Okay ဒါကျွန်တော်ဒီဆိုလာနာပြီးသွားပြီ Right uh ဒီ crypto တွေထဲမှာဆိုကျွန်တော်စိတ်ဝင်စားတာဆိုတော့ကျွန်တော် Bitcoin တခုပဲရှိမှာအခုလောလောဆယ်အခုကြည်နေတလောက်ကပေါ့နော် XRP ကတော့လောလောဆယ် Death Cross တော့မဖြစ်သေးဘူး so လုံးလုံးစဲ XRP ရဲ့ဒီနေ့ volume ကဘယ်လောက်လဲ21 million 21.34ဒါဒီနေ့ April 1ရက်နေ့မနေ့က volume 144 5.59 million မနေ့က negative 2.22%မနေ့က ATR က2%ချိန်နေသိမကောင်း right ဒီအပိုင်းတွေကျွန်တော်လည်းအချိန်ကျွန်တော်ကျွန်တော်အချိန်သိမကောင်း bear market ကတော်တော်ခံနေရတယ် right တော်တော်လေးကိုခံနေရတယ် drawdown ဖြစ်နေတယ် um system နေပြန် review လုပ်နေတယ် right okay အာ xrp ရဲ့အခုပြန်မျှစေ50 period ပြန်မျှစေရ2.39ရက်200ပြန်မျှစေရ1.83ညလွန်ခဲ့တဲ့20 2025 q1 ပြန်မျှအများဆုံး trade ခဲ့တဲ့ level 2.4099 right ကိုဒီ2024တနည်းလုံး trade ခဲ့တယ်အများဆုံး trade ခဲ့လာ3.595 9နှစ်ဆိုတော့အခုဒီ death cross ကတော့မဖြစ်သေးဘူးဒါပေမဲ့ဒီ Q1 2025 Q1 ကဘလို့အဲ့ဒီ Q1 level ကိုပဲပြန်သွားမလားဒါမှမဟုတ်လဲဒီ XRP ကကျွန်တော်ပြောမယ်ဆိုလို့ကျွန်တော် again ကျွန်တော် perspective က it doesn't matter right ကျွန်တော်ဘာထင်လဲဘာမှကျွန်တော်ထင်တာအရေးမကြီးဘူးဒီ stock market ထဲမှာ right ဒီဒါပေမဲ့ဒီ level တွေပဲ right ကိုကျွန်တော်ကြည့်နေကျွန်တော်လည်းကျွန်တော်ကြည့်နေ level တွေရှိရယ်အဲ့ level ပေါ်မှာ move တီးပြီးတော့ကို trade တာပေါ့ right that's it အဲ့ဒါပဲ right အဲ့ဒါကိုထက်ခါ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 လုံလုံနေအဲ့ဒါပဲ that's it right ဆိုတော့ဒီသူပြန်သွားရင်ဒီ mean ကိုပြန်သွားရင်သွားမသွားလို့ရှင်ဒီ ဒီ2025 Q1 level ပြန်သွားရင်သွားမသွားလို့ရှင်ဒီကောင်ကတိတ်ပြီးတော့အချိန်နေမှာဟန်အောင်ဒီ XRP ကကျွန်တော်နေမှာတော့ right long position ထားဖို့လားလားရှိလားဆိုတော့ I don't know maybe တရားလောက်ထင်ထဲတာပေါ့ I don't know right ကျွန်တော်စိတ်သိပ်ပြီးတော့စိတ်ဝင်စားသေးဘူးဒီကောင် momentum play ဆိုလို့ရှင်တော့ of course sure why not right ဒါပေမဲ့အာ ကျွန်တော်တို့ကလည်းနည်းနည်း risky ဖြစ်တယ်ပေါ့နော်အဲအဲ့ဒါပါပဲ okay ဒီ Binance BNB USD BNB ကတော့လုံးဝအပီရေ chop နေရယ် chop နေတာကိုတွေ့ရတယ်အခုဒီ ATR 5.47% ဟင်း5%ဒီနေ့ ATR 5%မနေ့က ATR 1.2 0% okay ပြီးတော့ငွေ90ပြန်မျှဈေးရ Binance BNB မှာကျွန်တော်ဒီ6.6.6ရက်200ပြန်မျှဈေး633.1အခုဒီ Q1 2025 Q1 level ကအများဆုံး level ကပါလေကျွန်တော်ဒီ630.5 2024အများဆုံး လာဘာ998ကြည်ရတာဆွဲချအောင်မှထင်တယ်အဲ998လာဘာဘာဒီကြည်ရတာဒီဒါမှမဟုတ်လာ998 or negative d ဒီ zone right ဒီ zone ကြီးတဲ့ကိုဆွဲချအောင်ဒီကျွန်တော်ထင်ထင်တာပေါ့ right again ထင်တာ it doesn't really matter right ဒါပေမဲ့ကျွန်တော်အနေမှာတော့ကျွန်တော်စောင့်နေတာပေါ့ right ဒါပေမဲ့ BNB ရောကျွန်တော် trade ဖြစ်ဘူးကျွန်တော် trade မဲ့ဆိုကျွန်တော်စောင့်စောင့်ပြီးမှာ ကျွန်တော်ကြည့်ကြည့်မှာ right ဝင်မဲ့ဝင်ရမဲ့အချိန်လေးကျွန်တော်တော့ကတော့မဟုတ်သေးဘူး right အာ okay so bnb ကမနေ့က0.46% slight increase right ဒီနေ့လဲ slight increase ဒါပေမဲ့ဒီနေ့မပိတ်သေးဘူးဆိုတော့အခုမှအခုမှဖွင့်လာဆိုတော့သေးကြဘူးမနေ့တနေ့ကကျတယ်မနေ့တနေ့တနေ့ကလည်းကျတယ် 2. -2. အာ -2. okay all right so doge coin သွားတယ် ခု Dogecoin က Death Cross ဖြစ်သွားတယ်2021 Q အခုဒီ Q1 2025က0.16837 right 2024တနည်းလုံး trade ခဲ့ level ကတော့3.163ညအခုကအခု2020 5Q1 3.168 I love her, right? I ဒီကောင် plus 2 minus 1 180 ya. I I love her. ထင်တာပေါ့ right ဒီ range ပေါ့ right ဒါမှမဟုတ်လဲ plus 2 minus 1 standard deviation i i love her ပေါ့ right i i i ဝင်ကြမှာအာ okay so dogecoin ဝယ်သင့်ပြီလား i don't အာကျွန်တော်ဝေးဝေးရှောင်မှာခင်ဗျားတို့လည်းဝေးဝေးရှောင်တဲ့ဒီ meme coin တွေကကျွန်တော်ဒီဘူးမသိဘာမသိဒီ meme coin တွေတော့အဲ့လိုမျိုးအာဒီ dollar 100ပဲထည့်လိုက်မယ် right မမတိုက်တွန်းကြမအောင်မထဲ့ပါနဲ့ right ဖြစ်နိုင်လို့ရှင်အဲကန်ကောင်းဝါးရတူလည်းရှိအထီပောက်ဝါးရတူလည်းရှိရဒါပေမဲ့ကျွန်တော်က again ဒါတွေအထီပောက်ဖို့ကျွန်တော်တို့လုပ်နေရမှာမဟုတ်ဒါတွေကကျွန်တော်တို့ဒီကျွန်တော်ရဲ့ system တွေကိုကျွန်တော်တည်တည်ချာချာလုပ်ပြီးတော့ထပ်ခါ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 လုပ်လို့ရှင် sample size များလာတာနေများလာတာနေကျွန်တော်ဘက်က positive expectancy ဖြစ်မယ် right အဲ့အဲ့ဒါကိုလို့အဲ့ဒါအဲ့ဒါကိုလို့ကျင်တာ right ကျွန်တော်ဒီ one trader နဲ့ကျွန်တော်တို့ account ဘလုံးရတယ်ဆိုတာမဖြစ်သင့်ဘူး right okay all right ဒါပါပဲ right ဒီနေ့ဒီ crypto sector ဟာလေးရတော့ဒါပါပဲတခုရမယ်လို့ယုံကြည်ပါတယ်ကြည်ပြီးတော့ကျေးဇူးများအတင်ပါတယ်